ဒုံမောင်းလေးစိမ့်မှာမြန်မာပတ်စပို့ကင်ဆိုင်သူကိုတင်းကျက်စွာစစ်ဆေးပြီးတော့ပြန်လုပ်နေအားလုံးပဲမိင်္ဂလာပါလက်ရှိမြန်မာပြည်တွင်းခြေနေတွေကြောင့်မြန်မာနိုင်ငံသားများပြားဟာပြည်ပအထွေပညာသင်ကြားသူတွေအလုံးလုံးကိုင်းသူတွေနဲ့ပြောင်းရွှေ့ချေချာသူတွေများပြားလာခဲ့ပါတယ်ဒီလိုပြောင်းရွှေ့ချေချာတဲ့နေရာမှာအများစုရွေးချယ်လာတာဟာဆိုရင်တော့အင်းနီချင်းထိုင်းနိုင်ငံပဲဖြစ်ပါတယ်ထိုင်းနိုင်ငံဟာဆိုရင်တော့မြန်မာနိုင်ငံနဲ့ရှင်လိုက်မယ်ဆိုရင်တော့နေထိုင်သုံးစည်အရန်ကြီးกว่าဟာချက်မရှိသလိုအခြားနိုင်ငံတွေထက်စာရင်လဲဘာချက်ရာပိုတင့်တော်ရေလို့ပြောရမှာဖြစ်ပါတယ် ဒါကြောင့်လည်းများစုဟာထိုင်းနိုင်ငံမှာသွားရောက်ခြေချဖို့အတွက်ရည်ချက်လာခဲ့ကြတာပါမြန်မာနိုင်ငံသားများစုဝင်ရောက်လာမှုနဲ့တူထိုင်းနိုင်ငံကလည်းမြန်မာပတ်စပို့ကိုင်ဆောင်သူတွေပေါ်စစ်ဆေးမှုတွေသာဆိုရင်လည်းပို့ပြီးတော့တင်းကျပ်လာခဲ့ပါတယ်လက်ရှိမှာဆိုရင်လည်းထိုင်းနိုင်ငံဘန်ကောက်မြို့ကဒုံမောင်းနေစိမ့်မှာမြန်မာပတ်စပို့ကိုင်ဆောင်သူတွေကိုတင်းကျပ်စွာစစ်ဆေးနေတယ်လို့သိရပါတယ်ဒုမောင်းလေးစိတ်ကဘန်ကောက်မြို့ရဲ့ပြပြဆိုင်ရာလေးစိတ်တစ်ခုတည်းကတစ်ခုဖြစ်ပြီးတော့သုဝနဘူမိလေးစိတ်တဲ့တက်တန်းပို့ကြတဲ့လေးစိတ်တစ်ခုလေးဖြစ်ပါတယ် နိုင်ငံသားခီးသွားတွေပါဝင်ရောက်လေရှိတဲ့လိပ်စိတ်ဖြစ်ပြီးတော့2024ခုနှစ်အမှတ်တမ်းတွေကနိုင်ငံသားခီးသွားစနစ်တန်ဒီလေးစိတ်ကနေဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာ Air Asia, North Air နဲ့ Thai Lion Air လေကြောင်းလိုင်းတွေကအဓိကဘဝကျက်နေတဲ့အုံပြူနေပါတယ်။ ဒီလေးစိတ်ကနေမှတစိမ့်မြန်မာနိုင်ငံသားတွေဝင်ရောက်လာလေးရှိနေပြီးတော့အခုရက်ပိုင်းမှာမြန်မာ passport ကိုဆောင်သူတွေပေါ်မှာစစ်ဆေးမှုတွေကပိုဆိုးလာနေပါတယ်။လာဝကတစိမ့်တုံးထူဖို့အတွက်တန်းစီနေတဲ့အချိန်မှာမြန်မာ passport ကိုဆောင်သူတွေကိုတည်တံ့ခေါ်ထုတ်ပြီးစစ်ဆေးတာတွေလုပ်နေပါတယ်။ဆောင်ရွက်စာတမ်းစုံလင်ရှိနေခဲ့တောင်မှရစ်တာတွေလည်းဂျုံနေရပြီးတော့ငွေညှိခံနေရတဲ့အကြောင်းဒီရက်ပိုင်းလေးကမှလေးစိတ်ဖြတ်ကျော်သူတို့အူကမျှဝေလာပါတယ်။ မြန်မာပန်စပို့ကိုင်ဆောင်သူတွေကအပြန်လည်ရင်လည်းမနဲ့ဟိုတယ်ဘုတ်ကင်တွေပြည့်စုံပါနေပေမဲ့လည်းအစ်စ်တွေမဟုတ်ဘူးဆိုပြီးတော့လေးစိတ်တာဝန်ရှိသူတွေကပေးမပြတ်ဘဲနဲ့ပြန်ပို့မယ်ဆိုပြီးတော့ပြောနေကြလို့သိရပါတယ်။အစ်စ်မန်ဖြစ်ကြောင်းတက်တည်ပြနိုင်ခဲ့တာတောင်မှအထက်လူကြီးနဲ့တွေ့ဖို့ခေါ်ပြီးတော့ဝင်ညစ်ခံရတာမျိုးလည်းရှိနေတာပါ။တယောက်ကိုစင်ကာပူဒေါ်လာ150ထိတောင်းခံကြရတဲ့ဆိုပြီးတော့လေကိုယ်တိုင်ကြိုးတွေ့ကြရသူတူဟာပြောပြထားပါတယ်။ ဒါကြောင့်ဒေါ်မောင်လေးစေးကနေဝင်ရောက်နိုင်ဖို့အတွက်တင်စုစုပေါင်းစင်ကာပူဒေါ်လာ900လောက်ထိလေကုန်သွားခဲ့တယ်လို့သိရပါဗျ။ လက်ရှိထိုင်းလေဆိပ်တွေရဲ့စစ်ဆေးမှုခြေနေတွေကြောင့်ထိုင်းကိုလွှာရောက်ဖို့ရှိနေတဲ့မြန်မာနိုင်ငံသားတွေအတွက်လည်းစိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။ထိုင်းနိုင်ငံကနိုင်ငံသားသားဝင်ရောက်မှုတွေကနေပြီးတော့ဗီဇာ၊ဗီယာမီ၊ပတ်စပို့လိုရောင်းချပြီးငွေရှာနေတဲ့နိုင်ငံတကာကလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့လက်ရှိခြေနေတွေကငွေကုန်ကြေးကျမတက်နိုင်မှုဆိုရင်ထိုင်းနိုင်ငံကိုလွှာရောက်ဖို့တောင်းမှဘယ်လိုကူတော့ဘူးလို့လည်းမှတ်ချက်ပေးနေကြပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့တွေမှာလည်းစေဝင်စားစရာကောင်းတဲ့ အခုလိုအကြောင်းအရာရင်းနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကို like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့မိပါနဲ့အောင်ရှင်အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလေးကိုစိတ်နှလုံးရှင်လင်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စူတာမြတာစကားလေးလက်ဆောင်ပိုင်းနဲ့ပဲနှုတ်ဆက်လိုက်ပါရစေအာဘိနာဆင်ခဲ့ကြတဲ့အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ